အားလုံးပဲမင်္ဂလာပါနော်။စာရေးဆရာနဲ့ရယူပဗေဒရေးသားတဲ့အပြူကြီးပုံမြင့်ဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြပေးမယ်နော်။အသက်30ကျော်မိန်းမတစ်ယောက်ကို အပြူကြီးကိုခေါ်ဆိုတမုတ်ကြလေသည်။အပြူကြီးဟုအခေါ်ခံရလေ။အနေငယ်ရှိုးတိုးရှန့်တန့်ဖြစ်အောင်မှာပါ။အပြူကြီးဘွားကနေတက်လင်ကျင်းနေဆရာများဖြစ် ပြင်းနေနေသည်ကအမှန်ပင်ဖြစ်ပါလေသည်။အခန်းတဲ့ အမလေးမောလိုက်တာဟဲ့ရေလေးပါလေးတိုက်ပါအုံးဟဲ့အိမ်ထဲရောက်တည်နေဆိုင်မစင်ပုံမစင်ပြုတ်လိုက်တည်နီလာကို တွယ်ငေးချင်နေမိသည်ဒါတွယ်တငယ်ချင်းနီလာတဲ့လားနှစ်နှစ်ဟူသော အချိန်ကာလ၌တိုက်စားမှုအောက်တွင် နီလာ၏ပြောင်းလဲမှုကမယုံနိုင်စရာပင်ကောင်းလွန်လာသည်တွယ်တို့တငယ်ချင်းထဲတွင် နီလာသည် အပိန်ဆုံးရင်ရင်လေးနှင့်အချစ်ခံသည် ဖြောင်ဆင်းသောဆံရွယ်များကိုလည်းပိုင်ဆိုင်သူဖြစ်လေသည်အခုတော့ဝါ55ခန္ဓာကိုယ်ကအမောမခံနိုင် ဖွာလန်ကျင်းနေသည့်သဘင်ကို ဖြစ်သလိုချီနှောင်ထားသည် နီလာထံတွင် အရင်ကလိုလှပပြိုမြင့်မှုလိုရှိမနေပါတော့ချေဟဲရေအေးလေးတိုက်လို့ပါစုနေမှာဩအေးအေးသူရေအေးလေးတစ်ခွက်ပြေးယူပြီးတိုက်လိုက်သည် နီလာကရေကွက်ကိုစိတ်မရှိသလိုလှမ်းယူကတကွက်ကွက်မြောင်တောက်ချလိုက်လေသည်နီလာအပြုတ်မှုတွေကတွဲ့အတွက်အထူးဆန်းကြီးဖြစ်လို့နေသည် အရင်ကဆိုနီလာစကားပြောလင်တိုးညင်းညင်းလေးတန်နဲ့သာပြောတတ်သည် အခုတော့အတန်ကစိတ်မရှိတန်တဝက်ဒေါသတဝက်ရောရှက်နေခဲ့၏အရင်ကဆိုရေတောက်ရင်လည်းအတန်မမြောင်တောက်တတ်သည်အခုတော့တကွက်ကွက်နဲ့အငမ်းမရတောက်လို့နေသည် ဟူးချွေးရလည်းထွက်ပဲထွက်နိုင်လို့ ਨੇ တကယ်ပဲပြပြဆူဆူနဲ့မျက်နှာပေါ်စီးကြလာသည့်ချွေးများကို အင်ကြီးစားဖြင့်ဖြစ်တယ်လို့လှမ်းတုံလိုက်ပြန်အရင်ကလိုတစ်ရှူးစားဖြင့်ဖောဖွာလေးတုတ်တက်သည့်အချစ်တို့ဘဲစီကို လွန့်ပြဲကုန်ပြီမသိနီလာကိုကြည့်ပြီးသူ့ရဲ့အစမ်းတကျဖြစ်လို့နေခဲ့သည် အေးနင်တို့အိမ်ကတော့တန်ရှင်းနေတာပဲနော်ငါအိမ်ကတော့ကျွတ်တိုက်လိုပဲအရှိကရှင်နောက်ကရှုပ်ပဲဟေးဒါကြောင့်မလုပ်ပဲဒီတိုင်းကိုပစ်ထားလိုက်တော့တယ်ဟဲ့ဒီတိုင်းမရှိမဲ့ထိုင်ပိုးဟက်တွေကျွတ်တွေလာမှာပေါ့ဟဲ့ဟဲ့မတက်နိုင်ဘူးဟဲ့ညာကြရင်ကျွတ်တွေတောင်းချက်နဲ့အတန်တွေတော့မြူးကျွတဲ့တန်စင်တစ်ခုလိုဖြစ်နေပြီအဲ့ဒီအတန်ကိုနားထောင်ရင်အိပ်ပျော်သွားတာပဲတွေ့ထက်ပြီးအံ့ဩမိပြန်မှသည် အိမ်မှာဖုံတဆက်ရှင်းလင်အောင်မနေတတ်သည့်နီလာကဖြစ်တယ်လို့နေတတ်နေပြီတဲ့အရှင်ကကျွတ်တို့ကိုဆိုရင်အလွန်ကိုယွန်တတ်သည့်နီလာကအခုတော့ကျွတ်တီတောင်းချမ်းတီအတန်ကိုကြားလင်အိပ်ပျော်နေတတ်နေပြီတဲ့နီလာဤပြောင်းလဲလာသည့်အမူအချင်းတို့ကတွဲ့တွဲ့အံ့ဩစရာကြီးပဲအေးဟဲနင်းဘွားကတော့အရန်ကောင်းတာပဲနော် ဘာအပူပင်မှမရှိတဲ့အပျိုကြီးလွတ်လွတ်လပ်ကိုနေလို့ရတယ်။ဖះရည်အပျိုကြီးဘဝကကောင်းတဲ့အစားကအပျိုကြီးမလုံးကျနေကိုအမြဲကြွေးကြော်နေခဲ့တည်နီလား။အခုကျတော့အပျိုကြီးဘဝကကောင်းတဲ့။ဟေးအိမ်တောင်ပြုတ်လိုက်တာနဲ့ထောင်တဲ့ရောက်ပြီလို့သာမှတ်လိုက်တော့တနေ့တနေ့ချက်ရပြုတ်ရရှော်ရဖွက်ရနဲ့နားချိန်စုခက်ရှားရှားရင် နီလာပြောတီကလည်းမှန်နေပြန်သည်လက်ထက်ခဲ့ပြီးသည့်သုံးနှစ်တွင်သူ့အိမ်ကိုပထမဆုံးရောက်လာခြင်းဖြစ်သည်သွေတီပင်နီလာနဲ့တော့မတွေ့ပြခဲ့ပါနီလာအကြောင်းကိုလည်းသွေဆုံဆုံလင်းလင်းမသိခဲ့ပါအခုမှနီလာအကြောင်းတဖြည်းဖြည်းနဲ့သွေတီလာရ යි အေးဒီကြားတဲ့တခါတည်းနဲ့မြောင်လောင်းနှစ်ကောင်လည်းရခဲ့သေးတယ်နီလာကသူ့သားအမွှာနှစ်ယောက်ကိုရင်ညွှန်းကပြောခြင်းပင် နီလာပြောပြနေသူကိုနားထောင်ပြီးသူ့အိမ်တောင်ပြွ့အောင်နည်းနည်းတော့လက်လာမိသည်ဟေးအဆိုးဆုံးကတော့တခိုးလိုက်ဖမ်းရတာပဲဘလို့တခိုးဖမ်းရတယ်ဟုတ်လားဟုတ်တယ်ဒင်းတို့ကိုတွေ့ရင်အသေးကိုတက်ပြစ်မှာနီလာကပြောရင်းဆိုရင်ဒေါသထွက်လာကအံ့ကျိမျက်လုံးကြီးကနီရဲကတခိုးလုံးတဆက်ဆက်တုံနေသူတွင်ပင်ကြောက်မိသည် နီလာထိုကဲ့သို့ဒေါသထွက်နေသူတွေ့မမြင်ဘူးခဲ့ပြီငါမှာတော့လေအဖွားကြီးလိုအလုပ်တွေကြီး မနာတဲ့ဖိလုပ်နေရတာဒင်းကတော့လေအပြင်မှာနောက်တယောက်နဲ့ဖောက်ပြန်နေရလို့ယာစဝင်ရားလိုက်တာဟာတွေ့ဖျားပင်တလိုက်မိသည်နီလာယောက်ျားက ဖောက်ပြန်နေသည်ဆိုပါလားယူတာအေးစေသည်နီလာယောက်ျားကဝန်ထမ်းတအုပ်ဖြစ်သည် နီလာကိုယောက်ျားရကံကောင်းတည်သွယ်တက်မှတ်ထားတာမှားပြီထင်တယ်။သူ့ယုံကမိမ့်မတယ်လေတခုလက်တဲ့ငါနဲ့ဓာတ်ရိုက်မတွေ့သေးလို့ပေါ့ဟာတွေ့ရင်တော့လား။နီလာကဒေါသတန်ဖြင့်ကြိမ်ဝိုင်းစီးကြလာသည့်ချွေးကိုလှစ်ခနဲတုပ်လိုက်ပြန်သည်။ထိုခါမှနီလာလက်ချောင်းမှလက်သေးရှင်များကိုတွေ့မြင်လိုက်ရသည်။ အရင်ကဆိုတနေ့တမျိုးမရိုးရအောင်လက်သေးရှိရှိများကိုပန်းပုံဖော်ထားတတ်သည် အခုတော့လက်သေးရှိရှိများချရင်ကြီးများတွေ့ကက်နေလေသည်သူပင့်သက်ရှိုက်မြင်နီလာတကိုယ်လုံးကိုဝေဝဲကြည့်လိုက်မိသည်ဟင်းနီလာယောက်ျားဖောက်ပြန်ပြီဆိုလဲဖောက်ပြန်ခြင်းစရာ နီလာရင် အရင်ကလို အလှတရားတို့သည်မရှိတော့ခြင်း တန်ရှင်းစွာနေတတ်သောနီလာဤပုံရိပ်တို့ကအတိတ်တနည်းအားဖြင့်လွင့်ကျန်ရစ်ခဲ့ပြီထင်သည်အခုတော့နီလာပုံစံကအဖွားကိုပေါက်ဆနေပင်တူနေသေးတော်သည်ဟဲသွားတော့မယ်ဟဲအိမ်မှာလှုပ်စရာလည်းရှိသေးတယ်မြောင်လောင်းနှစ်ကောင်ကလည်းစိတ်ချတာမဟုတ်ဘူးနီလာပြန်သွားတည်နေသွယ်ဆိုဖာပေါ်ရင်နွမ်းလျားစာထိုင်ချလိုက်မိသည် တို့ရဲ့စိတ်ကူးတဲ့တွင်တော့အပြူကြီးဖြစ်တာပဲကံကောင်းပါလာဟုအကျိန်ပေါင်းများစွာရေရွတ်မိလေတော့ဤအခန်းနှင့်ညီကလည်းအေးတနစ်တနစ်ဒီတိုင်းနေနေတော့တာပဲအိမ်တောင်လေးပါလီပြုတ်ဖို့လဲစဉ်းစားပါအောင်ဖျားပန်းလဲရမှာဆင်းလာတီမိမိကတို့ကိုလှမ်းပြောလေသည်မမေးကြောင်လဲစိတ်ညစ်ပါသည်တနေ့တနေ့အိမ်အောင်ပြုတ်ဖို့ကြီးတိုက်တွန်းနေတဲ့ပြည့်သွဲအနည်းရခက်လွန်းလာပါသည တကယ်ဆိုသွယ်တို့လိုအပြိုကြီးဘွားကဘလောက်များလွတ်လပ်လိုက်ပါသလဲ။သွားချိန်နဲ့သွားစားချိန်နဲ့စွာဘဲသွားသွားဘဲလာလာ နောက်ဆန်တင်းစရာလည်းမရှိပါ။အပြိုကြီးဘွားကိုသွယ်အတော့ပင်ကျေနပ်မိလေသည်။အမေကလည်းသွယ်မအိမ်တော်မပြုတ်ကျင်သေးတာလွတ်လပ်လက်နေတာပဲကောင်းပါတယ်။ဟေးညီးကမပြုတ်ကျင်တာလား။ညီးကိုယူမဲ့သူကမရှိရလားမိသွယ်။ အေးလေညီလိုအသက်30ကျော်အရွယ်ဟိုင်းကိုဘသူကစိတ်ဝင်စားမှလဲအမေကတွဲ့ကိုအထင်ကြီးစွာပင်လှမ်းပြုံးလေသည်တွဲ့ကလည်းအမှန်ကိုလက်မခံကျင်နာမှုအနိုင်နဲ့ပိုင်းကလှမ်းအော်လိုက်သည်တွဲ့ကိုအထင်မသေးပါနဲ့တွဲ့ခေါင်းခေါက်လိုက်တာနဲ့လေပြေးလာကြမယ်ယောက်ျားတွေမှာပုန်းနေရပဲတွဲ့ကမလို့ကျင်လို့ကိုမယူတာ အမလီမိတွေရဲ့နေဆယ်စင်းလောက်တပြိုင်တည်းထွက်လာပါအောင်မယ်ဟဲ့ကြီးလိုအပြိုကြီးတွေစိတ်ကူးရင်လေသူများတွေထက်ကိုထူးကိုထူးလွန်းနေမေမေကတွဲ့ကိုဆိုထိုးတို့အထင်ကြီးလေသည်တကယ်ဆိုအပြိုကြီးဘွားကဘလောက်များလွတ်လပ်လိုက်တယ်လေမနေ့ကနီလာကိုမြင်တော့တွဲ့အိမ်အောင်ပြုတ်ကျင်စိတ်တွေကြက်ပြောက်ငှက်ပြောက်ဖြစ်ကုန်သည် မှန်တိုင်းပြောတာပဲလေသူလွတ်လွတ်လပ်နေချင်သေးတယ်လို့တာအိမ်တော်မပြူတာတိလားအေးလွတ်လွတ်လပ်နေချင်ညည့်အသက်ကိုလည်းညည်ပြန်ကြည့်အောင်အခုကစမော့ခေးဟဲ့စမော့ခေးမမီကခင်းနဲ့နှိုင်းရှင်ပြလာတော့သူနွဲ့နွဲ့တော့တွန့်သွားမိသည်မမီပြောတာမှန်တင်းတလောက်မှန်နေသည်မဟုတ်ပါလားအခုတလောသွေအပြင်ထွက်လေငငယ်ချောချောမိန်းကလေးများစွာကိုမြင်မိသည် ထိုအခါကိုကိုကိုအသက်ကြီးလာပြီဟုသောအတွေ့အမျှကဝင်လာခဲ့သည်တို့တော့သွေးထုံးစံတန်းအလျှော်မပေးကျင်သည်မူမမေကိုပြန်ပြောမိလေသည်။အွန်းမမေရလေသွေးကဘလောက်များအသက်ကြီးနေလို့လဲမမေရဲ့။စမောခစ်ဆိုမဲ့သွေးတို့လိုအပြိုကြီးတွေကအဖိုးတန်အမျိုးမှန်တွေပါမမေရဲ့။အမလီတော့သူကများပြောရသေးတယ်။ကြည့်နေပါအမေရဲ့ ဒီတခါတွေ့ကို propose လုပ်တဲ့သူတွေ့ရနဲ့တွေ့ကလေ တခါတည်းကိုယူပစ်လိုက်မှတိလာတွေ့ကပြောပြီးတင်နေမမေရှိမှထွက်လာခဲ့တော့သည်ဒါတော့မမေကဖြစ်အောင်လှမ်းအောင်လိုက်သည်အမလီယူလိုက်စမ်းမှမိတွေ့ရဲ့ဒါမှနေဆဲစင်းအပြိုင်ထွက်လာမှာတဲ့လေဘလောက်များစိတ်ညစ်ညူးစရာကောင်းလိုက်တယ်လေအခန်းတော့ သွေရှိမှရှိနေသည့်ကြည်ပြုတ်ကိုမတိမတားလေးကြည်လိုက်မိသည်ကြည်ပြုတ်ထံတွင်အရင်ကလိုရှင်လန်းတက်ကြသည့်အမူအရာတို့ရှိမနေပါချေကြည်ပြုတ်ကတက်ပြင်းကိုသာအချိန်ချင်းချနေခဲ့လေသည်တကယ်တော့သွေလဲကြည်ပြုတ်ကတွေးကြရအောင်ဖုံးဆက်သဖြင့်သာထွက်လာခဲ့ခြင်းဖြစ်သည် ကြည်ပြုတ်ကသွေကိုရင်ဖွင့်စရာရှိသည်တဲ့အခုတော့ကြည်ပြုတ်ကိုကြည်ပြီးအိမ်တောင်၏အစင်မပြေမှန်ရိတ်မိလိုက်သည် ငါငါတီးခန့်ရပေါင်းများနေပါပြီသွေးရင်နင်စဉ်းစားကြည့်ပါအောင်ငါမှာတနေ့တနေ့လေးအိမ်ထဲကအိမ်ပြင်မထွက်ပဲနေခဲ့ရတာအိမ်ရဲ့ဘာကြီးကအလုတ်ပေါင်းစုံနဲ့ကိုကိုကိုကျုံရုပ်ပေါက်နေပြီလို့လည်းသိတယ်ဒါမဲ့ကိုယောက်ျားအပြင်မှာငွေရှာနေတာပဲဆိုပြီးငါတီးခန့်နေခဲ့တာကြည်ဖြူအတန်တွေကတုံရင်လှိုင်မောလို့နေနေသည် တွဲ့ကိုကြည့်ပြီးခန်းစားချက်တွေကိုဖွင့်ချနေသည့်ជីပြုတ်ကိုနားလဲစာနာမိပါသည်။သူကြတော့မနမိုးလင်းနာနဲ့ကြွကြော်လေးထွက်သွား။ညနေကျရင်ပြန်လာ။ဘာအပူပြီးမှမရှိလေ။ငွေရှာနေတာတခုတည်းနဲ့သူ့တောင်ဝင်ကျင်းနေပြီလို့ထင်နေလားမသိပါဘူး။နင်ကလည်းဟဲ့ယောက်ျားလေးဆိုတော့ဒီလောက်တော့ရှိမှာပေါ့။ယောက်ျားလေးကမိဖို့ကြောင့်ဝင်ရမလားဟဲ့။ အဲ့ဒီလိုမဆုလိုပါဘူးတွေ့ရင်အခုကသူဖောက်ပြန်နေတာကိုခံပြင်းနေတာဘလို့တွေ့ကြည်ပြုတ်ကိုကြည်ပြီးတွေ့ရင်ဘက်ကိုအตาဖိမိလေသည်ကြည်ပြုတ်ယောက်ျားကဖောက်ပြန်နေသည်ဆိုပါလားဒါကြောင့်ကြည်ပြုတ်စိတ်တော့ကရောက်နေခြင်းဖြစ်မည်ပြီးတော့ကြည်ပြုတ်ကိုလည်းတနာတွားရလေသည်ဟွန်း တားတယောက်တောင်ရနေပြီပဲဟဲ့သူ့ဘက်ကတစ္ဆာဖောက်เสียလားငါကြတော့အိမ်မှာကျွန်လို့လို့သူကြတော့လူပြိုရှုံးလောင်ပွေရှုံးနေရလေဟဲ့တေချာလို့လားကြည်ပြူရဲ့ဘေးလူတွေပြောတာဆိုရင်တော့မယုံနဲ့နော်ကြည်ပြူကိုတွေ့အသေးချာလေးတတိပေးမိသည်တချို့ကြတော့မနာလို့ရဲ့အပုတ်ချတာမျိုးလဲရှစ်သက်တီမို့ပင် အိမ်နောင်တစ်ခုဆိုတာတိဆောက်ဖို့ခက်ခဲပေမဲ့ပြုတ်ကွဲဖို့ကြတော့လွယ်ကူလေသည်ငါမျက်လုံးနဲ့အတက်မြင်ခဲ့တာပါတွေ့ရင်ကောင်းမကလေးကငငယ်ချော့ချော့လေးဟဲ့ตาလီမျက်နှာကိုကြည့်ပြီးငါဒီလောက်ထိတီးခတ်နေခဲ့တာငါရင်ထဲမှာလည်းတင်းကျပ်လွန်းနေခဲ့ပါပြီတွေ့ရင်ငါကွာရှင်းပေးလိုက်ချင်တော့တယ် ကြည်ပြူစီကအပူရေတွဲ့စီတို့ကူးဆက်လာသလိုထင်ရလေသည် တွဲ့ရင်တဲတွင်နွမ်းလဲလာ ဖြစ်လာလေသည်ယောက်ျားရိများတစ္ဆာကြီးလည်းမရှိကြပါလားနော်ကြည်ပြူခန်းစားနေရသည်ကိုကြည့်ပြီးယောက်ျားရိကိုပုံမုံမလာမိတော်သည်ဒါမဲ့စိတ်လိုက်မမလည်းမလုပ်ပါနဲ့ကြည်ပြူရဲ့သူ့နဲ့တေချာနှင်းကြည့်ပေါ့ငါငါအရန်ကိုစိတ်ပြက်နေပြီတွဲ့ တခြားရာတို့ငါနားလဲပေးနိုင်မိမယ်။အိမ်တောင်ကြီးဖောက်ပြန်မှုဆိုတဲ့အတိကြီးကငါ့ရဲ့ခေါင်းထဲမှာဆွဲထင်နေတာ။ဂျီဗျူပြောတာလဲမှန်ပါသည်။မိန်ကလေးဆိုတာမုတ်ကူတောင်မျှဝေစားခြင်းစားမည်။အချစ်ကိုတော့တယောက်တည်းသာအပြည့်ဝပိုင်ဆိုင်ခြင်းသူများဖြစ်သည်။ပြီးတော့အရက်တော့လောင်းကစားအလုပ်တွေကိုနားလဲပေးခြင်းပေးမိ ို့သူအိမ်တောင်ကြီးဖောက်ပြန်တီကိုတော့လုံးဝခွင့်မလွတ်ချင်ပါဘူး။နင်းတေချာစဉ်းစားလေပြီးတော့နင်းယောက်ျားနဲ့လည်းတေချာဆွေးနေအခုကနင်းတို့နှစ်ယောက်တည်းမဟုတ်ဘူးလေနင်းတို့သားလေးအတွက်လည်းထဲစဉ်းစားရအောင်မာဟုတ်တယ်သွင်းဟုတ်တယ်သားလေးရှိနေခဲ့လို့တာပေါ့မဟုတ်ရင်ငါရင်ဆိုင်လိုက်တာကြာပြီ အေးစိတ်လိုက်မှာတော့မလုံနဲ့ဦးကြည်ပြီးရဲ့ငါလည်းနေစာရင်မောမိရဲ့အေးဟဲငါလည်းအပြိုကြီးကိုမှ အပူတွေလာပြောပြမိတယ်လို့တော်ကြာနေအိမ်တောင်တောင်မပြုတ်ရဲပဲနေအောင်မယ်ကြည်ပြူစကားကိုကြားတော့သူ့မှ ပြုံးမိသွားရသည်တကယ်လဲအိမ်တောင်ပြုတ်ရမှာကိုတွယ်လဲနေမိသည် တွယ်တို့လိုအပြိုကြီးဘွားကမှနှစ်လုံးဝဲအပြည့်ဖြစ်အသက်ဝင်နေသေးသည် အပြူကြီးဘွားကိုဆွလို့ပြီးအိမ်တောင်ပြုတ်လိုက်မှအခုလိုဒုက္ခတွင်နေကြမှာကိုတွေ့မလို့လားပင်ဒီနေ့ကြည်ပြူနဲ့နှုတ်ဆက်ပြီးပြန်လာတော့ခါသူအိမ်တောင်ကြီးကိုတော်တော်ကြောက်မိသွားကြောင်းဝန်ခံရပါမည်အိမ်တောင်ပြုတ်လိုက်ကမှအပူတယ်မှ ဖြစ်သွားမည်ကိုတွေ့မလို့လားပါထိုခါတကူတော့အပြူကြီးဘွားကိုသာတွေ့တွေ့သာသွားခဲ့မိလေသည် အခန်းလေညီဒီတသက်အိမ်အောင်ပြူအောင်မောင်လားမင်းမိသွယ်ရဲ့ညီငှက်ပြောတော့ဖတ်နေရမယ်နော်မေမေကတွဲ့ကိုကြည့်ပြီးလှမ်းပြောလင်လင် တွင်စိတ်ညစ်သွားရသည်ဘားကြောင့်များတွဲ့ကိုအိမ်တောင်ပြုစီခြင်းလည်းမသိပါ အပြူကြီးဘွားလောက်လွတ်လပ်တာဘာများရှိလို့လဲငှက်ပြောတော့ဖတ်တာကမှအေးချမ်းသေးတယ်မေမေရဲ့နီလာတို့ကြည်ပြူတို့လို့ ိမ်တောင်ပြူပြီးမှအပူမီးဝိုင်းနေဘလို့လုပ်မလဲဟဲ့အိမ်တောင်ပြူတဲ့သူတိုင်းဒုက္ခရောက်နေကြလို့လားဟဲ့ကြီးစင်ကြီးဟာခက်နောက်ကြသွားပြီမိမိကလည်းအိမ်တောင်ပြူတာလွဲတာမှက်လို့နှစ်ယောက်တဘောကဖြစ်လာပြီဆိုတာနဲ့ပထမဆုံးလွတ်လပ်ခွင့်နေရာဆုံးရှုံးသွားပြီနောက်တော့သူ့ရဲ့ဝေယဝိဆရိအိမ်မူကိစ္စရေလို့ရတော့မယ်ယောက်ျားတွေကမိမယူပြီးရင်တခင်လိုနေရတာမိမိရဲ့တွေတို့မိမတွေမှာသား ကျွန်တယောက်လို့ကုံယုံလို့ရရှာတာဟဲ့အဲ့ဒါတဘာဝပဲလေသားသမီးတွေရလာရင်မိသားစုဆိုတဲ့အနှောင်ဖွဲ့လေးနဲ့ကဘွားကပို့ပြီးအသက်ဝင်လာတာဟဲ့အဲ့ဒါမှပို့ဆိုးတာမိမိရဲ့သားတွဲလောင်းသမီးတွဲလောင်းဖြစ်လာပြီဆိုရင်ကိုကသာအဖွာကြီးပေါ့ဆလို့ကုံယုံလို့ရတာသူတို့ကြတော့လူပြိုရှုံးအောင်ပြင်ကြဆင်ကြတော့ကြည်ပြူယောက်ျားဆိုရင်ကြည်ပါလား သားတယောက်ရနေတော့တခြားမိမနဲ့ဖောက်ပြန်နေရလေ။တွေ့လို့အပြိုကြီးဘွားကဘလောက်တောင်များအပူပင်ကင်းလိုက်တယ်လဲ။အေးမပြောတော့ပါဘူးဟဲ့ညီးပါသားညီးကြိုက်တယ်လို့သားနေတော့ကျုပ်ကလက်မြောက်ရှုံးပေးပါပြီတော။မမေကိုကြည့်ပြီးတွေ့ပြုံးလိုက်မိလေသည်။တကယ်လဲတွေ့ကအပြိုကြီးဘွားကိုခင်တွယ်နေစေဖြစ်လေသည်။ အိမ်တောင်ရေးကိုသူ့ရဲ့အခုချိန်ထိမစင်းစားခြင်းခဲ့သေးပြီအချီအချီအများကိုလည်းမတွေးမိသေးပါအပူပင်ကင်းသည့်အပြိုကြီးဘွားနှင့်သာလွတ်လပ်နေခြင်းသေးလေသည်သူ့ကိုအပြိုကြီးဘယ်တော့စားရမလဲဟုမေးလင်ဖြည်းဖြည်းပေါ့ဟုသာပြန်ပြောမိလေသည်သူတို့လူအပြိုကြီးဘွားကအိမ်တောင်ရှင်တွေထက်စာလင်အများကြီးတာလွန်လှပါသည် သွေတို့အပြိုကြီးတွေအာသာချက်ကိုပြောပြလင်အိမ်တောင်တဲတွေလက်ခံပမလားမသိဘူးအိမ်တောင်တဲတချို့ကပင်သွေတို့လိုအပြိုကြီးဘွားကိုတနာနေတက်ကြပါသည်ထိုအခါသွေတို့ကအိမ်တောင်တဲတွေကိုဆယ်ပြန်လောက်ပိုတနာမိပါသည်သည်သွေတို့အပြိုကြီးတွေကအိမ်တောင်တဲဘွားကိုရအောင်ယူနိုင်သေးသည်လေလူတယောက်နဲ့လက်ထပ်လိုက်တည်နေသွေတို့အိမ်တောင်ကြနိုင်သည်ပဲ။ ိမ်တောင်ပြုတ်ဖို့ဆိုတာများဘလောက်မှမခက်ပါအပြူကြီးဘွားကသာ လူတိုင်းမလုံနိုင်သည့်ဘွားဖြစ်လေသည်အိမ်တောင်တယ်ရီကြတော့တွယ်တို့လိုအပြူပြန်ဖြစ်အောင်ဘယ်တော့မှလုံနိုင်မည်မဟုတ်ပေတွယ်တို့ကသာအိမ်တောင်တယ်ဘွားကိုရအောင် လုံနိုင်သည်သည်တချို့ဆိုရင်အိမ်တောင်ကြပြီးကားမှ လင်ယူမိတာမှားပါပြီဟုမျက်ရည်တသွင်သွင်ကြကနောင်တပင်ရနေတက်သေးသည် တချို့ကြတော့အသက်40ကျော်မှအိမ်အောင်ပြုတ်တည်အပြိုကြီးတွေရှိသေးသည်ဒါကလည်းဖူးစာပါရဖြစ်သည်ဖူးစာပါလင်းတော့ဘသူမှရှောင်လွှဲလို့မရကြောင်းတွယ်လက်ခံယုံကြည်လေသည်တွယ်သည်တစ်ချိန်ချိန်တွင်လူတယောက်နဲ့ဖူးစာစုံပြီးအိမ်အောင်ကြမှာလားတို့မဟုတ်ရင်တွယ်မမောတွယ်တာသည့်အပြိုကြီးတယောက်ဖြစ်ခဲ့မည်လားတွယ်မသိပါ တို့တော်တွေလက်ရှိဖြတ်တန်းနေရသည့်အပြိုကြီးဘွားကိုမစွန့်လွတ်နိုင်အောင်မမောတွေ့တာလွန်လှတီးကားတော်တေးကြပါသည်တချင်းချင်းနဲ့တွေအိမ်အောင်ကြာသွားခဲ့သည့်တိုင် တွေဖြတ်တန်းခဲ့ဘူးသည့်အပြိုကြီးဘွားကိုလှပတဲ့ပုံမြင်တပုတ်လိုတတတာဆွဲလန်းနေအောင်မည်ဖြစ်ပါသည်နန်ရှေရူပပေတာ အပိနာဆင်ပြီးခဲ့ကြတဲ့တူဦးချင်းတယောက်ချင်းစီတာဂျေစု အာကြီးအများကြီးပဲတင်ပါတယ်နော်အားလုံးကိုရောစိတ်ပါ ကျမ်းမာချမ်းသာဤချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်